မီလာစနီယန်နီကကော်ပဇားခရိုင်စားပြင်တိုက်နေစင်မဖြူကျွန်အနီးနမ်းမြစ်အတွင်ငါဖမ်းနေတဲ့ဘင်္ဂလားဒေ့ရှ်ကငါဖမ်းသမား၃ယောက်ကိုအာရခတက်တော် EE ကတနက်နဲ့ပြစ်ခတ်ခဲ့တဲ့အတွက်နှစ်ယောက်ဟာကြီထိမှန်ခေကဆေးရုံတင်ထားရတယ်လို့ဒက်ကာထရီဘျူးသတင်းမှာရေးသားဖော်ပြထားပါတယ်။ဒန်ယာယာသွားသူတွေကတော့ဟာဒီယဲအူလာ၁၈နှစ်နဲ့မူဟာမက်ဟူစိန်၁၆နှစ်တို့ဖြစ်ကြပြီးစင်မဖြူကျွန် ဂျာလီယာပါယာမှာနေထိုင်သူတွေဖြစ်ကြတယ်လို့ဆိုပါရယ်။ငါဖဲသမားဟာဒီယက်ဦးလာမှာတူကောင်းနဲ့မူဟာမက်ဟူစိန်မှာတော့ဘေဘက်ခြေတော်တို့မှာတန်ရာရရှိခဲ့ပြီးသူတို့နှစ်ယောက်ကိုကော်ပစားခရိုင်ထွေထွေယောဂကူဆေးရုံကြီးကိုစီကူတာမှုခံယူဖို့ပို့ဆောင်ထားတယ်လို့သတင်းမှာဖော်ပြထားပါရယ်။မိုးလွေပိုင်းမှာပဲနမ်းမြေအတွင်ငါဖန်းနေတဲ့တက္ကနတ်မျိုးနေလီလာမျိုး လီဒါပါယာက လူ၃ယောက်ကိုလေအေအေကဖန်ဆီးခေါ်ဆောင်သွားတယ်လို့ဖော်ပြထားပါတယ်ဒီသတင်းနဲ့ပတ်သက်ပြီးအေအေပြောခွင့်ရသူဥခိုင်ဒုက္ခကိုဆက်တွေ့မြင်မြန်ထားပြီးရရှိရင်အေအေဘက်ကတုံ့ပြန်ချက်ကိုဆက်လက်တင်ပြပေးတော့ပါမယ်ရှင်